ခါကျလို့ရှိရင်လေသူအရန်ခိုင်းရအဲ့လိုမျိုးလေဟိုလိုကောင်းမလဲသူ့ကိုသူအမှန်ကရည်သားတော်မရှိဘူးနော်ဘုံမလေးအမှန်ကရိုမန်တစ်စီပါရင်သူအရန်ဟိုတော်တယ်အကြောင်းလေးဒီဘလို့စဉ်းစားပြီးတော့နေဘလို့ရေးလာလဲကျွန်တော်တို့နဲ့ကြတော့လဲဟိုအရန်ခင်နေတဲ့အခါကျတော့လေဟိုကို့ညီမလေးလို့လည်းဖြစ်တယ်ကို့သားသမီးလို့လည်းဖြစ်တဲ့အခါကျတော့ပြောမလားဆိုမလားဖြစ်တာပေါ့အဲကကြတဲ့သူ့အမေအဲကို့ငချင်ချင်တာတော့မဟုတ်ဘူးနင်းဘလို့စဉ်းစားပြီးရေးလာလဲ ရေးစာတော့မထားဘူးပဲနဲ့ဒါနဲ့မေပြုံကြီးကတခါလေရေးတတ်တယ်မကြည့်ပါလားရမက်မှာမှာထင်မက်လက်နဲ့တပြေနဲ့ဟာဆိုလို့ရှိရင်လည်းသူရေးတာကရမ်းကြည့်ရအဲ့လိုမျိုးလေးပေါ့ဟုတ်တပြေကိုအဲ့နောက်ဆုံးသူကမထိနဲ့ဆိုပြီးတော့လေမထိနဲ့ဆိုတော့ဟို ပြောပြရမလဲအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတယ်ယူတာတော့မဟုတ်ပါလေဘုံဘွားကလည်းကိုညီမလေးလိုလည်းဖြစ်နေတော့ဒါအမကတော့ကိုချစ်တဲ့လူပညာရှင်လေးလည်းဖြစ်တဲ့အတွက်လာပြီးတော့အားပေးတာပါရှင်ဘုံဘွားအချိုလည်းကျွတ်တတ်ပါတယ်သူရအလောင်းအလောင်းမဲ့တွေ့တာသူ့ရဲ့ဒီအလောင်းထဲမှာလည်းအချိုတွေလည်းပါတာပါအမတို့ဒီရမတ်မှာဆိုလည်းအချိုတွေအများကြီးပါတာပဲဒီဟိုအမဆိုလည်းဒါ အရှိရာရိုက်ခဲ့တဲ့အိမ်တော်တို့နောင်တို့မှာလည်းအချိုတွေပါပါတယ်။ဇကားတကားလုံးကြီးအကြည့်မယ်ဆိုလို့ရှိရင်ဒါသူကအလောင်ဘက်ကိုသွားတယ်ဆိုရင်အချိုတွေလည်းပါပါတယ်။ဟာတာသူချစ်ခင်ဟာတာကမှဆိုလို့ရှိရင်အရန်ရီရတာပဲလေအရန်ပောက်ခဲ့တာပဲ။ဆိုတော့သူကအမှန်ကတော့ဘုံဘုံကအကုန်ရပါလေ။ခါကြလို့ရှိရင်လေသူအရန်ခိုင်းရအဲ့လိုမျိုးလေဟိုလို့ကောင်းမလဲ။သူ့ကိုသူအမှန်ကတော့ရီရတာမှရှိဘူးနော်ဘုံဘုံလေး။အမှန်ကတော့ရိုမန်တစ်စီပါရင်သူအရန် ဟိုတော်တယ်အကြောင်းလေးဒီဘလို့စဉ်းစားပြီးတော့နေဘလို့ရေးတာလဲကျွန်မတို့နေ့ကျတော့လဲဟိုအရန်ခင်နေတဲ့ခါကျတော့လေဟိုကိုယ်ညီမလေးလို့လည်းဖြစ်တယ်ကိုသားသမီးလေးလို့လည်းဖြစ်တဲ့ခါကျတော့ပြောမလားဆိုမလားဖြစ်တာပေါ့အဲဒါကြတဲ့သူ့အမေအင်းကိုငချင်ချင်တာတော့မဟုတ်ဘူးနေဘလို့စဉ်းစားပြီးရေးတာလဲကြီးစားတော့မထောက်ဘဲနဲ့ဒါမျိုးလေပြိုကြီးရတခါလေရေးတတ်တယ်မကြည့်ပါလားရမက်မှာမှာချိန်မလက်နဲ့တပြေနဲ့ဟာဆိုလို့ရှိရင်လည်းသူရေးတာရရန်ကြီးရအဲ့လိုမျိုးလေးပေါ့ဟုတ်တပြေကို အားရတယ်ဟောဟောဗာလဲအရင်တော့ဟိုမုန်းနဲ့စုံတာဆိုလို့ရှိရင်တော့အရင်တော့ဗီဒီယိုခင်မာတော့ကတော့အမတို့အများကြီးရိုက်ခဲ့ပါတယ်ဒါပေမဲ့အခုဇလန်းလွယ်မှာဆိုလို့ရှိရင်တော့ဒါရင်သွေးပေါ့နော်ရင်သွေးရိုက်ခဲ့ပြီးတော့ဒါဒုတိယမြောက်စုံတဲ့ကားပေါ့အဲဆိုတဲ့အခါကျတော့သူနဲ့ဆိုင်ရိုက်ကလေးကအမဒါရင်သွေးထက်သူကပို့ပြီးတော့ ဟိုဇက်အင်ကြီးတယ်တဲ့ပြီးတော့ရင်သွေးထက်လဲပို့ပြီးတော့အားရတယ်ပေါ့သူကပြောခဲ့တယ်ဆိုတော့အမတို့ကရိုက်တဲ့ခါကျတော့လဲဇလန်းတွဲဆိုတော့ကိုပါတဲ့အပိုင်းကိုပဲကိုလုံးကြတခါကျတော့ရှိသူများတွေဘာအပိုင်းတွေဘယ်လိုရိုက်ခဲ့မှန်းကိုလည်းမသိဘူးဇကားတကားလို့အမတို့ပြန်ကြည့်တဲ့အခါကျမှဒါအော်ဒီဘက်မှာဟိုမှာဟိုဘာလဲ တွန်းဆက်ဆိုလို့ရှိရင်လည်းဒါဒါအများကြီးလုတ်ခဲ့ရတာပဲဟိုဟာဒီယုတနာတင်ဆိုလည်းများအဲ့ကမှတည်ရတာအင်းသူကစိတ်ကောင်းရှိတယ်လေကြောက်ထက်အောင်ဟာသူကတစ္ဆာဟိုဘယ်လိုခေါ်မလဲသူကအရက်တောက်တယ်ဆိုပေမဲ့အရက်ကိုဟိုလိုမျိုးအရက်သမားကြီးလိုမျိုးမူးမူးရမ်းကားနေရမဟုတ်ဘူးလေသူကအရက်တောက်တယ်ဆိုတာသူ့ရဲ့ဒီအေးမြမိုးအရင်မင်းမဟိုပေါ်မှာနောင်နာတွေနဲ့နောင်နာစိတ်တွေနဲ့သူကသူ့ကိုယ်သူသူမြင်းစဲတဲ့အနေနဲ့သူကတောက်တာသူကစိတ်ကောင်းအဲ့တော့စေတနာအကျိုးပေးတယ်ဆိုတဲ့ဟာသူ့ရဲ့စိတ်ရင်းအတိုင်းပြန်ကျိုးပေးတာပေါ့ဂျန်နဲ့သူတွေတည်သွားရတယ်ဆိုတာလေဒါ ော့ तू อ่ะဘယ်လိုလဲဆိုတော့ဟိုဟိုတင်ရဲစာပေးတဲ့အနေနဲ့ပဲလေဘာလို့လဲဆိုတော့ရမတ်တွေအရင်ကြီးတယ် ဒီကားကိုကြီးတတ်မယ်ဆိုရင်ပညာရည်အများကြီးရပါတယ်။ဘာလို့ဆိုတော့ရမတ်တွေအရင်ကြီးရတဲ့အတွက်တယောက်တစ်မျိုးပူလောင်ရတယ်။တယောက်တစ်မျိုးလင့်တာဆုံးရှုံးရတယ်ဆိုတာပြချင်တယ်။ပြီးတော့ character တွေကြီးမယ်ဆိုလို့ရှိရင်လည်းသုံးဆက်အသုံးဆက်မိုးတည်တာဆိုလို့ရှိရင်လည်းအမှန်ကတော့တနာဖို့ကောင်းတယ်။သူ့ဘွားကဒါသူသူ့တောင်းကိုသူနေရာဘယ်လိုပြောရမလဲကျော်ထက်အောင်ရဲ့ကိုကျော်ထက်အောင်ရဲ့အချစ်ကိုရကျင်တယ်ဆိုတဲ့ဟာနဲ့သူရှင်းတန်းလာရတယ်ဆိုတော့သူ့ဘွားလေးရဆိုလို့ရှိရင်အမှန်ကဲဆိုတော့တနာဖို့ကောင်းတယ်။အဝရီဆိုလည်းဒီတိုင်းမှာဇာနီကိုသူတအားချစ်တာလေ။ အဲ့တော့ तू အားချစ်တဲ့မိန်းကလေးတယောက်အနေနဲ့လည်း तू ကတနာဖို့ကောင်းနေပြန်အောင်ဒါအမနေရနေဒီမျက်စံနေနေရနေဆိုလဲ तू ဒီတိုင်းပဲမျက်စံနေကဟိုတစ္ဆာအမြဲတမ်းဖောက်ခံရတယ်အဲ့လိုမျိုးလေးနေအဲ့ကရက်တာတစ်မျိုးစီဆိုတော့တနာလဲတနာဖို့ကောင်းတယ်ရမက်ကြည့်လို့ရှိရင်ပူလောင်ရတယ်ဆိုတဲ့ဟာမျိုးပြထားတာနစ်လို့ဖောက်ပြန်တတ်တဲ့သူတွေအတွက်လွတ်မြောက်ခွင့်ဆိုတာမရှိဘူးဟေးအဲ့လွတ်မြောက်ခွင့်ဆိုတာလဲတေတဲ့လမ်းပဲ အဲနောက်ဆုံးသူကမထိနဲ့ဆိုပြရလေမထိနဲ့ဆိုတော့ဟိုဘယ်လိုပြောမလဲအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတဲ့ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးတော့စိတ်တော့မိန်းကလေးမျိုးသမီးတယောက်ကဘေးချန်နေကြက်ဖြစ်သွားချိန်မှာစိတ်လွတ်သွားတာပေါ့စိတ်လွတ်သွားတဲ့ချိန်မှာဒါပေမဲ့သူကဟိုလိုမျိုးကြောက်စရာကောင်းအောင်မဟုတ်ဘဲနဲ့သူ့ရဲ့ ်ဘာလို့လဲမျက်စံကြီးကနူးညံ့နေချစ်ဖို့ကောင်းနေဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မချိနဲ့ပေါ့ငါကိုယ့်ဘာကိုဖန်ခံမယ်ပေါ့မမာနာကလည်းရှိတဲ့ခါကျတော့ကိုယ့်ဘာကိုဖန်ခံမယ်ဆိုပြီးတော့ပြောတာပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံသင်ပေးတာပါမချိနဲ့ကိုယ့်ဘာသာဖန်ခံမမဘာဖြစ်လို့များကိုယ်စိတ်ကိုမထိန်နိုင်ဖြစ်ခဲ့ရတာလဲ တွက်ဘာမှစိတ်မကောင်းဖြစ်မနေနဲ့အခုလိုတစ္ဆာမရှိဖောက်ပြန်တဲ့သူတွေကိုငါလက်နဲ့ဒဏ်ခတ်တာကျေနပ်တယ် bye မှန်တယ်ပဲပြောရမှာပေါ့ဗျာဆိုတော့ तू อ่ะဟိုအိမ်မှာလဲသူ့မှာလဲထရမ်မှာကြည့်တယ်ဆိုတော့မိသားစုမှာလဲ तू อ่ะအမြဲတမ်းတကောင်နဲ့အတယောက်တည်းဖြစ်နေတဲ့အခါကျတော့မိသားစုမှာလဲ तू อ่ะအမြဲတမ်းအကျင့်ခံရတဲ့ပုံစံဖြစ်နေတယ် तू อ่ะအမြဲတမ်းမန်တင်နေမိနေရတဲ့အခါကျတော့အဲ့လိုကိုချစ်ရတဲ့သူတွေကပါကို့ပေါ်မှာတစ္ဆာဖောက်တယ်ဆိုတော့လဲ तू อ่ะဒီပေါ်မှာပြန်ပြီးအကန့်ပြန်ဖြစ်သွားတာပေါ့ဟုတ်တယ်အကုန်လုံးထိုးကြတော့ကျင်းတဲ့ပီတိပြည့်တယ်တနေ့တနေ့ဒီအမတို့ရမတ်ဆိုပြီးတော့ group ဖွဲ့ထားတာဟိုပါဝင်တဲ့အိုက်တာတွေမိသားစုမိအကုန်လုံးက group ဖွဲ့ပြီးတော့တနေ့တနေ့ဒီဘိုင်းတက်ပြီးဆိုရင်ဒီဘိုင်းသူများတွေထိုးတဲ့ဟာ ရင်ပို့ကြရည်ကြဟားကြပါဆိုတော့ပြောရတယ်အဲဒီအမတို့ပင်မခံရကြုံနေပါတယ်အကောင်လုံးကပင်မကြစွန်ဆက်ဆိုလဲလက်မောင်ပြုတ်သွားလေတကယ်ပြုတ်သွား rock ဆိုပြီးတော့လေအနားလည်းရရရှုတယ်အဲ့လိုမျိုးပေါ့အဲပင်မခံရတယ်ခိုင်းဟိုဂျုံနေသွားတာပကံတုနဲ့ပကံတုနဲ့ဒါမဲ့ပကံတုနဲ့ဆိုရင်ပကံကသူကလေဟိုဟိုဗာလဲခောက်လိုက်တဲ့အချိန်မှာဖွာသွားအောင်လို့သူကနည်းနည်းလေးမမလေးလောက်ရတာပေါ့လေဖော့တော့မဟုတ်ဘူးပေါ့ အဲ့တော့ဟိုဇောင်းလေးနဲ့ထိသွားရတယ်ထင်ပါရဲ့အထုဆိုမှလည်းနာတာပဲဟုတ်တယ်ပကံတူပါလေငိုတယ်ရှူတင်မှာငိုတော့တနာပါဘာမှလည်းမကြော်ရဲအာအာမနေရဲအဲ့ဟုတ်တယ်မအရင်ကတော့နေပျံတာရံသွားတယ်ရံသွားတယ်ရံပြီရံပြီအစမနဲ့နော်ဟာစိတ်3 2 1အချက်ဟာကျမော ော်ပြီးတော့ဒီအမတို့ဒီဟိုရိုက်တဲ့ခါမှာလဲဒီအကုံလုံးကလေဟိုဒီစက်ဖွဲ့တွေကအစားအကုံလုံးအကုံလုံးပေါဝင်တဲ့မီတို့မန်တို့တွေရောအကုန်လုံးအမတို့ဒီတင်းကအကုန်လုံးကလေစစ်စစ်လုံးလုံးရှိကြတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ရရင်အမတို့ရှူတင်ပေါ်ရောက်ကြရင်ဆိုလို့ရှိရင်ဟိုပြောရမလဲအလုံးလုံးနေရာလေးလုံးခံစားရအောင်ရှူတင်မနဲ့မိုးလင်းလို့ရောက်လာပြီးပြန်တဲ့အချိန်ထိဟိုဘလို့အချိန်ကုန်လို့ကုန်ကမ်းမသိဘူးဘာလို့ဆိုတော့ဇက်ကစီးနေတဲ့ခါကျတော့ဒီဇက်ထဲမှာမျောနေတော့ဟိုပင်မန်းနေလို့မခံစားရအောင် ပျော်ရွှင်စရာမိသားစုလေးပေါ့လေဒါပေမဲ့ဟိုအပြင်မှာတော့တော်တော်လေးပျော်ဖို့ကောင်းပါတယ်အော်အော်ဘယ်လိုပြောရမလဲစွစုစွစုကလည်းသူကဒီတန်းမှာကျတော့သူကဟိုမဟုတ်မခံနေပေါ့နော်ဆိုတဲ့ခါကျတော့သူနဲ့အမှန်ငယ်ကိုချက်ထောင်းနဲ့နောက်ဆုံးခန်းလေးအကုန်လုံးကလည်းထိုးကြရဲလိုက်တယ်ပေါ့နော်အဲသူမျက်နှာလေးလည်းကြည်ကြည်လေးလေးနဲ့ကိုကျော်တဲ့အောင်လည်းအရက်ပြတ်သွားတယ်ဆိုတော့ကြည်ကြည်လေးနဲ့ဆိုတော့လိုက်တယ်အဲအဓိကတော့ဇက်ကတော့အကုန်လုံးကမကောင်းတာတွေလုပ်တဲ့သူတွေကတော့သူ့လမ်းသူသွားကြတာပေါ့လေအခုသူတို့နှစ်ယောက်ကစိတ်ကောင်းရှိတော့ကောင်းတဲ့နေရာပေါင်းစည်းသွားတာပေါ့အဲ့လိုပုံစံမျိုးပေါ့ ်ကိုရိုးတွေမိသားစုဘွားတခုတည်ထောင်ပြီးတော့ရှက်တီလေးကိုကိုရိုးရဲ့သမီးအဖြစ်ပြုစုပြုထောင်ကြမယ်လေရှင်ကိုကိုအခုရုပ်ရှင်ကကြီးပေါ့နော်ဟိုမောက်မီပြရဆိုရင်ရုပ်ရှင်ကကြီးယုံကြည်မှုရှိပါတယ်အဲ့ကအဲ့ခါကြလို့ရှိရင် လုံးဝမတူညီတဲ့အပြည့်သက်တွေလုံးဝမမြင်ဘူးတဲ့ character နဲ့ရုပ်ကိုမြင်ရမှာပါစောင့်ကြည့်လိုက်ပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့